အားပေးမဲ့သူမရှိတာကြောင့်စင်ကာပူမှာရှိုးပွဲမကျင်းပဖြစ်တော့တဲ့ပူပူ MC လီပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်ပူပူကပြီးခဲ့တဲ့နှစ်တွေမှာထိမ့်သိမ်းခံထားရတာကြောင့်အမှုပညာလောကနဲ့ဝီးနေကြရပါတယ်ဒါပေမဲ့ခုနောက်ပိုင်းမှာတော့အမှုပညာလောကကိုအရှိန်တစ်ခုအနေနဲ့မယမနာကိုလုံနေတာပါဒါအပြင်မကြခင်မှာသူမရဲ့မွေးနေ့ကရှိနေတာကြောင့်မွေးနေ့ဆိုတဲ့ခေါင်းစဉ်နဲ့တူရှိုးပွဲတွေလုပ်ပြီးငွေရှာဖို့အတွက်စီစဉ်ထားတာပါပူပူကမြန်မာနိုင်ငံအတွင်းမှာလည်းမကြခဏဆိုသလိုဘားတွေမှာဖျော့ဖြေတာမျိုးတွေရှိပါတယ်ဒါပေမဲ့ ခုတစ်ခါမှာတော့မြန်မာနိုင်ငံတင်မကပဲအခြားနိုင်ငံတည်ရှိုးပွဲတွေဖျော်ပြမယ်လို့စီစဉ်ထားတာဖြစ်ပါတယ်။စင်ကာပူနိုင်ငံမှာဘတ်ဒီရှိုးအနေနဲ့ရှိုးပွဲလာဖျော်ပြမယ်လို့ကြေညာထားတာဖြစ်ပြီးလွန်ခဲ့တဲ့တစ်ပတ်လောက်ကလေးကလက်မှတ်တွေလည်းရောင်းချနေတာပါ။ပို့ပို့ကစင်ကာပူမှာကျင်းပမဲ့ရှိုးပွဲအတွက်လက်မှတ်ကိုလည်းတာမန်ဈေးထက်ကိုပို့ပါတယ်။လက်မှတ်တစ်စောင်ကိုဒေါ်လာ200နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။ VIP ကိုဒေါ်လာ200နဲ့ရောင်းချသွားမှာဖြစ်ပြီးအခြားတန်းတွေအတွက်တော့ဒေါ်လာ100ဒေါ်လာ150ဆိုပြီးအမျိုးမျိုးခွဲခြားထားပါတယ်။ရှိုးပွဲလုပ်ဖို့အတွက် နေရလဲစီစဉ်ထားပြီးဖြစ်တယ်လို့လက်မှတ်တွေကလည်းအပိအပြင်းရောင်းချနေကြတာပါဒါပေမဲ့ပို့ပို့မထင်မှတ်ထားတဲ့အရာတခုကတော့သူမရဲ့ရှုပ်ပွဲကိုလာအာမပေးဘူးလို့ပြောတဲ့သူတွေကများလာခဲ့တာပါစင်ကာပူနိုင်ငံရောက်မြန်မာတွေကဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်ပို့ပို့ရဲ့ရှုပ်ပွဲကိုအာမပေးဘူးဆိုသူတွေကအရန်ကိုများလာခဲ့တာပါဒါကြောင့်မလို့ပို့ပို့ကအခက်တွေ့သွားခဲ့ရပါတယ်ဒါကခနာတာပွဲဆိုတာလို့ထင်ထားပေမဲ့လက်မှတ်ရောင်းနေရင်းနဲ့ကိုလက်မှတ်ဝဲသူကမရှိပဲဖြစ်လာခဲ့တာပါစင်ကာပူရောက်ပရိသတ်တွေကလည်းရှုပ်ပွဲကိုလုံးဝ ှအမပေးနိုင်ဘူးတယောက်တည်းဖျော်ဖြေနေဆိုပြီးပြောဆိုတာပါဒါကြောင့်မလို့ပူပူကတကယ်ကိုအခက်တွေ့ကြရပါတယ်ဒါအပြင်ပရိသတ်တချို့ကတကယ်လို့ပူပူသာရှိုးပွဲကိုဆက်ပြီးကျင်းပမယ်ဆိုရင်စင်ကာပူအာဏာပိုင်တွေကိုတိုင်မယ်လို့တောင်ပြောလာခဲ့တာပါစင်ကာပူမှာနိုင်ငံသားမဟုတ်သလိုအလဲပတ်နဲ့လာတဲ့သူကလက်မှတ်ရောင်းချကရှိုးပွဲလုပ်ပိုင်ခွင့်လည်းမရှိပါဘူးအခုလိုလက်မှတ်တွေလည်းအားပေးမဲ့သူမရှိတဲ့အပြင်တိုင်မယ်ဆိုတဲ့အကြံရိုက်မှုတွေကြောင့်ပူပူကရှိုးပွဲကိုဆက်လုပ်ဖြစ်တော့မှာမဟုတ်ပါဘူးသူအနေနဲ့စင်ကာပူမှာကျင်းပမယ့်ရှိုးပွဲကိုဆက်မကျင်းပဖြစ်တော့တဲ့အကြောင်းကို အသိပေးလာခဲ့ပါတယ်။အခုလိုအသိပေးလာတဲ့ပုံမှာပရိသတ်တွေကအရန်ကိုပြောရှင်ကကြည်နက်နေတာပါ။ရှိုးပွဲမလုပ်စေခြင်းနဲ့ဆန္ဒပို့ပြီးတော့တည်သွားတာကြောင့်မှ ပူပူကသူ့ပွဲကိုမလုပ်ဖြစ်တော့တဲ့အတွက်တောင်းပန်ပါရဆိုပြီးအတိပင်းလာခဲ့ပါတယ်။ဒါအပြင်မွေးနေ့ရှုပ်ွဲလက်မှတ်ကိုအားပေးထားတဲ့ပရိသတ်တွေကိုငွေပြန်အမ်းပြီးမဖြောပြဖြစ်တဲ့အပေါ်စိတ်မကောင်းကြောင်းရေးသားလာခဲ့ပါတယ်။ဒါကြောင့်မလို့ပူပူရဲ့စင်ကာပူရှုပ်ွဲကြီးကတော့ပြတ်သွားပါပြီ။ပူပူကနိုင်ငံသားမှလုပ်ဖြစ်တော့မှာမဟုတ်ပေမြန်မာနိုင်ငံမှာသာရှုပ်ွဲတွေဆက်လုပ်ဖြစ်တော့မှာပါ။စင်ကာပူရောက်မြန်မာတွေကပူပူကိုအခုချိန်မှာလာပြီးမဖြောပြစေချင်ကြပါဘူး။ပူပူဒီနေ့အခုလိုရှုပ်သိမ်းလိုက်တာကအဆက်မကွဲရတော့ဘူးလို့လည်းထောက်ပြနေတာဖြစ်ပါတယ်။တကယ်လို့သာ ကျင်းပပြီးပွဲမှာတင်ရောက်မှမရှိရင်ပို့ပြီးတော့အဆက်ကွဲရမှာပါဒါကြောင့်မလို့လဲဆက်မလုပ်ပဲဖြတ်သိမ်းလိုက်တာကအကောင်းဆုံးဖြစ်မှာပါအားပေးမဲ့သူမရှိတာကြောင့်စင်ကာပူမှာရှိုးပွဲမကျင်းပဖြစ်တော့တဲ့ပုံပို့ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပြီးပါအောင်ရှင်